လေယူပွေလွေလည်ညတနည်းကျွန်ုပ်သည်ကင်းမှုအဖြစ်နှင့်သက်ဆက်လေရင်ကွင်းတွင်တာဝန်ကျစေကာလဖြစ်ထုံညမစတင်ကခလာရမဆရာမြင့်နိုင်ဆိုသူနှင့် တွေ့ဆုံတည်ချမ်းကြပြီထုံစဉ်ကာလက၎င်းပြောပြသည့်ထူးခြားဆန်းကျင်သောအဖြစ်ပြက်တစ်ခုကို ကြားသိခဲ့ရခြင်းဖြစ်ပါသည် ကျွန်ုပ်၏ဘဝတွင်တစေတရေဖုတ်ကောင်စသည်တို့နှင့်ပတ်သက်ပြီး ွေဘူးမြေဘူးချေမရှိကြောင်းဥစွာဝေခွင့်ရပေမည်ထိုချိန်ခါကကျွန်ုပ်သည်ဤလင်းခွင်းသို့လင်းထင်းကြောက်ရေးတာဝန်ဖြင့်ရောက်ရှိခစားပေရှိသေး၏ကျွန်ုပ်သည်ကင်းမှုတာဝန်ဖြင့်နတ်ဆန်မျှော်စင်အပေါ်ထက်ရှိမှန်လုံကန်းနေအေးလူလူရှိသည်နှင့်တကိုယ်နှင့်အိပ်ပမာဖြစ်ခဲ့၏သုံးလျက်ခန့်ချပြီးကင်းတစ်ပတ်လှည့်သည့်ညတွင်ကင်းသားများကိုနေရာချနေစေကင်းသားများထဲမှ ဆရာတာဝါပေါ်အဲ့နေတော့ဘာဒူးချာတွေ့သေးလဲလို့မေးသည်နဲ့ဘာဖြစ်လို့တော့ကျွန်တော်ကအံဩစွာစူးစက်လိုက်ပြီဟာဆရာကလည်းဒီတာဝါပေါ်အဲ့တဲ့လူတိုင်းတရေချောင်းလို့လို့စင်ပြေခဲ့ရတာကြီးပဲဒေယမှုတရေချောက်တယ်လို့တွေးဘူးတဲ့ရဲဘော်တိုင်းပြောကြတာပဲဒါထက်ဆရာကမချောက်ဘူးလားရဲရဲဘော်ကြီးမေးကြောက် ကျွန်တော်ခဏမျှစဉ်းစားပြီအေးတရေချောက်လားမချောက်လားတော့မသိဘူးကြွပြင်းနေတယ်လို့ ကလထိုင်မဲ့ရွှေ့နေသလိုတော့ကြားတယ်။ဓာစိတ်တွေကထင်တာပဲဖြစ်မယ်ဆိုပြီးတွေ့တီးပြီးအိတ်လိုက်တာပဲ။ကျွန်တော်ဤအဖြေကြောင့်ထိုရဲဘော်ကခွတိုးခွက်လက်ကြီးပါတယ်။အဲ့ဒါလေမှုတစ်စီဘောဆရာရဲ့သူ့ပိုင်းလောက်ကလထိုင်ကိုတာဝါမှာယူသုံးတော့6ကြောဘောဟုမှတ်ချက်ပေးပြီးထိုရဲဘော်မှာပဲဆက်လက်၍ဆရာရောက်ခါစားပဲရှိသေးတော့ဘယ်သိနိုင်ပါ့မလဲ။အိုးလွန်ခဲ့တဲ့တစ်နှစ်ကျော်ကျော်လောက်ကပေါ့ဒီကွင်းကိုခီးတဲ့တွေနဲ့အပြည့် ဒါကူရာလေးတစည်းအစင်းမှာပြတ်ကြဘူးလေမူးတွေရောစစ်သားတွေ ਨੇ ခီးသည်တွေပါအတုံးယုံတေးလိုက်ကြတာပြောမနေပါနဲ့တော့ဆရာရဲ့ဒေမမပါလာတဲ့ငရဲ့ငခုတွေဆိုတာအဖြက်ပြက်ခုံပြီးလူသွေးတွေအလူးလူးနဲ့မြင်မကောင်းရှုမကောင်းပဲအဲ့ဒီညအစပြီးခီးသည်တစည်းစစ်သားတစည်းလေမူးတရဲ့အိုးစုံနေရပဲဒေပြင်းလက်ပေါ်မှာခေါတော့ခေါပြတွားနေလိုက်ကြတာကြောချမ်းစရာပဲ၎င်းပြောပြသည့် တရေစေဇလန်းဆောင်ဟာကြားသည်နေမှဆ ảy ၍ကျွန်ုပ်လည်းတာဝါဝမအိပ်ဖြစ်တော့ပါမအိပ်ချင်တော့၎င်းနေကလျက်ဆောက်ထားသည့်ကင်းထဲတွင်သာကင်းဆောက်ဖို့ရဲပေါ်များနှင့်အတူရောရှက်ကအိပ်ဖြစ်ပါတော့၏တညမိမိတို့အဖွဲနှင့်ကင်းဆောက်နေကြသည်ကင်းထဲပေါ်သို့တဲကြောက်ခဲမှုန်တို့နှင့်အဆုတ်လိုက်ပတ်ကျဲချသည်တဖွားဖွားအသံများကိုကြားရတော့၏ထိုအစဉ်ကဒုကင်းမှုဖြစ်သည့်ဆရာတက်ကြွမြင်နိုင်ပါလေ မိမိနဲ့အတူကင်းတရွဲတဲ့စောက်ရသည့်အလှည့်ဖြစ်နေ။ဆရာညိုမြင့်ကအတွေ့အကြုံရှိသေးလို့ခမရကိုတရေတွေပညာပြလိုက်ပြီထင်တယ်။ဆရာမြင့်နိုင်ကပြုံးစည်းစည်းဖြစ်ကြည့်ရင်ကျွန်ုပ်ကိုကြည်စေလိုက်သည်။ကျွန်တော်ကလည်းတရေချောက်တာတခါမှမခံရဘူး။တစေတရေဆိုတော့တကယ်ပဲရှိလို့လားဆရာမြင့်နိုင်ရဲ့ဟုသူစကားအသွားကိုဝယ်လိုက်မိသည်နဲ့ဆရာမြင့်နိုင်ကဟာရှိပြီလားဆရာရဲ့ဖရာဟောကျန်းကန်နေမှာ တရေတစေပိတ်တာဖုတ်ဂျပလူးဆိုတာရှိတဲ့အကြောင်းဟောတာဘူးတာပဲအစကတော့ကျွန်တော်လဲစစ်သားဆိုတော့ဘယ်ယုံကြည်ရှိပါ့မလဲတိုက်တယ်ခိုက်တယ်ရန်သူစခန်းသိမ့်မယ်ဒါလောက်ပဲစိတ်ကူးတာရှိတကယ်တမ်းနှစ်ဖူးတွေ့ဒူးတွေ့ကြုံရတော့မှာပဲဆရာကြီးအဲ့အရာတွေကတကယ်ရှိပါလားဆိုပြီးဩချပြီးယုံလိုက်ရတော့တယ်ဆရာမြင့်နိုင်တယ်သူတကယ်တွေ့ကြုံလိုက်ရသည်ဇလန်အတွက်စကားညီတန်းပြောလိုက်ကျွန်တော်မှာ သူ့စကားကြောင့်အလဲတော်စာဆိုပါလားဆိုပြီးခနဲ့တက်တက်ပြောလိုက်ပြောတာပြောရတော့လေကျွန်ုပ်မှသူ့ညီတဲ့စကားကြောင့်အတော်စိတ်ဝင်စားသွားမိတို့ကြောင့်ဆရာတကယ်ပြောတာလားကျွန်တော်ကတော့ဘာမှကြုံဘူးသေးတော့ဂျုံရမှလားမယုံရမလားလို့တော့မွေခွဲတတ်တော့ဆိုလိုက်မိဆရာထက်တယ်လို့တပြည့်မျက်လုံးများပြီးတဖြည်းဖြည်းတောက်ပလာသည်ဆရာမျက်နှာမယုံမရှိတဲ့ဆရာကြီးကိုတွေ့မှတကယ်ကိုတွေ့ပြောအဲ့ဒီတုန်းက တိုင်းတောင်နယ်မှာဟိုးလေးကြော်ကြော်ပြောနေကြတဲ့အဖြစ်ဆန်းမြအဲ့ဒီအချိန်တော့ကျွန်တော်တို့ဗျာတိုင်းတောင်ခွေမှာကြုံလိုက်ရတဲ့ကိုရီကိုသာဆရာကြီးဖျားသွားလောက်တယ်ပြောရရင်တော့ဖုတ်ကောင်စစ်စစ်လို့တော့အမြင်တက်ရမလားပဲအဲ့ဒီတုန်းကတိုင်းတောင်နယ်မှာလူသေးပြီးဖုတ်ဖြည့်သွားတဲ့သူနဲ့တပူးတွေဒူးတွေကြုံလိုက်ရမှာပဲတော်တော်တုံ့လုံမိသွားတယ်ဒါတကယ်ပါပဲလားလို့လဲသူနှစ်ပြီးယုံလိုက်ရတော့ဆရာမျက်နှာကြီးစကားအဆုတ်သက်ပြီးကျွန်တော်အုံနောက်ထဲဝင် တွေးစရာတည်းကြီးကြံနေခဲ့ပါ යි စဉ်းစားစရာတွေဖြစ်လက်ဆံမြေတို့အခြေချပြီးခင်များမကြဘူးအကျွတ်မလို့တော့အစီဇလန်းမျိုးစုံတို့အစင်စကားတစ်စင်နာဖြစ်တီးခဲ့ရတယ်တချို့ဇလန်းများမှာ သချုပ်သမားကသူချုပ်တိဆက်ကို စိတ်ဆွဲရင်းတည်လေတော့မကျွတ်မလို့နိုင်ဖြစ်ပြီးညညဆိုလေအချုပ်ဆက်နေတဲ့ပြီးတဲ့အကြောင်းသင်လိုပြီးတဲ့အတိုင်းပုံမတူပဲ ုဘွားရောင်းနေရှာသည့်ဖုတ်ကောင်များလူကြီးတိတ်ချိန်တင်းကြိုင်ကုန်းမြေပုံထဲမှာလေးရှူပေါက်အပေါက်နှစ်ပေါက်ဖောက်အဝင်တစ်ပေါက်အထွက်တစ်ပေါက်ဖြင့်သွာလာနေကြသည့်ဖုတ်ကောင်များသိပြီးတော့လေမတင်ခင်အသားရည်တိုင်းအဆွေငုံငုံထွက်လာသပင်တွေပါ ရှည်လာကြကြောင်းတုံလုံးချောက်ကြစွာကြားခဲ့ရပါသည်ကဘာရဲ့ရမဘုံကတိုက်သည့်ဖြစ်ရဆံများစမ်းကြယ်မှုပါလေခိုင်မာတိတာရကများရှိခဲ့သည်မဟုတ်ပါလား နုပ်လည်းတွေးလက်ဆအတွေးတွေကိုစူးစီးပြီးပြောလက်ဆဆရာမြင့်နိုင်စကားပေါ်စင်ငင်ပေးလိုက်ရ၏။ဒါထက်ဆရာမြင့်နိုင်ရဲ့တစေတို့တရေတို့ဆိုတာကိုထင်ပြတာလောက်အသံပလန်နဲ့ခြောက်လန့်တာတွေတော့ကြားဘူး။အခုလိုမကောင်းဆိုးပါအတ္တဘောကြီးနဲ့သွားတာလာတာကိုဖြစ်နိုင်လို့လား။အမေးရှိသည်နေဆရာမြင့်နိုင်မှာ။အဲအကြောင်းဆရာကိုပြောတာပေါ့။ဒူစင်စစ်ကနေဖုတ်ဖြစ်သွားတဲ့မကောင်းဆိုးအကောင်ကြီးကျုပ်တို့တက်စုကသာမနှိမ်နေနိုင်ခဲ့ဘူးဆိုရင် ကျွန်တော်လည်းယုံပါတော့မဟုတ်ဘူးကိုယ်တိုင်ကြုံလိုက်ရလို့လားယုံလိုက်ရတော့ဆရာမျက်နှာမှာသူစကားနေသူသဘောအကျကြီးကြားပြီ သူရှိရှိရင်းနေချက်တစ်ခွက်အားရပါရမောချလိုက်ပြီးတော့မှလက်ဖက်တော့ပကံထဲမှာလက်ဖက်တော့များကိုသဇုံးချင်းခတ်စားလိုက်လေထိုးစေကကျွန်တော်တို့ကင်းတောင်ဝင်ကြသည်ညာတိုင်းစစ်သည်တန်းလျာနေအိမ်တော်တဲ့မိမများရင်းနှွေးချမ်းနေအတူအဖက်တော့ချင်းတော့တညက်ခဲရေပဲကြော်စသည်တို့ပြက်မကွက် ါဏပြုပို့ပေးနေသည်ကျွန်တော်တို့ယခုလိုရင်းနှီးချမ်းဝိုင်းဖွဲ့ရင်ထွေရလေးပါစကားပြောရသည်အစင်လာတရက်လိုဖြစ်နေခြင်းဖြစ်အဲ့အချိန်မှာယနေ့ခေတ်လိုနည်းမြေအေးချမ်းမှုမရှိသေးရကရောင်းဆောင်တပုံများထကြွနေခြင်းလည်းဖြစ်၍ဒေရင်ခွေးလုံချုံရဲ့အတွက်တတိကြီးစွာထားနေရသော ကာလဖြစ်ချေကျွန်ုပ်မှာရင်နှွေးတကြိုက်ကြိုက်လိုက်လက်ဖက်တို့တို့ဆိုခက်လိုက်ဖြင့်အစရရတာခံနေသောဆရာမျက်နှာကိုကြည့်ရင်အားမလို့အားမရဖြစ်လာ၏ ကဲเสียရည်တရားကိုယ်ဒီဇလန်းလေးကိုပြောမှဖြင့်ပြောလိုက်စမ်းဒီရတပည့်တွေကစောင့်ဝါလူလူရွှစီရွှစီဖြစ်နေကင်းသားတယောက်ကစိတ်မရှိသေးလေတံဖြင့်ပွဲတောက်လိုက်တဲ့ဖြင့်ကျွန်တော်မှမနေသာတော့ပဲပုတ်သားပဲเสียရမြင်တာကျုပ်ဖွဲ့တွေကလည်းတောက်ဆုံနေကြပြီကျုပ်တော်တော်စိတ်ဝင်စားနေပြီခမည်းကိုယ်တွေလေးစလိုက်တော့ဗျာဟုပွဲတောက်လိုက်ရည်နှစ်ယောက်တည်းကင်းဆောင်နေသည့်ရဲဘော်မှာပါကျွန်တော်တို့လည်းเสียရမြင်နိုင်ပြောပြမိဇလန်းပေါ်ကောင်းစားနေကြတော့ ညကလည်းတစားတစားနဲ့ဆိုင်လာကြပြီဒီတော့မှဆရာမြင့်နိုင်ကတောက်လက်ဆက်ရင်းနေချက်တစ်ခွက်ကိုလက်ဆက်တက်လိုက်အင်းဒါဆိုလည်းပြောပြရတာပေါ့လန်းတော့လက်မသွားကြနဲ့ဟုတ်ဟိုးလုံခဲ့တဲ့နင်းကနှစ်လောက်တုန်းကပေါ့ကျိုင်းတော်ဒေါ်စံဒီစခန်းတနေရကျွန်တော်တို့တက်စုစခန်းချရတဲ့အခါတုန်းကပေါ့ဟုတ်အစချီကဒီတုံလုံးချောက်ချားပွေဖြစ်ရစမ်းကျေစလန်းတပုတ်ဟာဒီတန်းပြိုးလိုက်ရပါတော့ ျွန်တော်တက်ကြက်မြင်နိုင်သည်လက်အောင်ငယ်သာတပည့်စစ်သားများနေအတူတောမြိုင်တစ်ခွင်တောင်စီအနှံ့ခြေလမ်းထွက်နေရသည့်ကာလတွင်ဖြစ်ကျွန်တော်တို့စကန်းချရမှာကျိုင်းနောက်ရွာနောက်ဘက်ရှိ လူသူအယောက်ပေါက်နေလာသည်ကျုံတော်ကြီးနေမြင်မလာစွာသောတောင်ညုံညုံများဖြင့်ဘက်ကဝိုင်းရလျက်ရှိနေချင်းရှေးခင်ကကျိုင်းနောက်ရွာမှာအခုလိုမျိုးပြအစင်းတို့မရောက်ရှိသေးနှွေးစိုးလေး ူဆိုင်မြူခဲများစွာဖြင့်ဝိုင်းရလျက်ရှိပြီနေရနှံ့ရွက်ကြွေတော်များကမင်းမူနေရယူကြ၏နေပြောက်ပင်မထိုးနိုင်လောက်ပိတ်စည်းနေသည့်ကျွန်းတော်ကြီးများက ရှူလေးတိုင်မဆုံးနိုင်လောက်တပြန်တပြောရှိနေပါ၏နမဲကျော်ကျိုင်းတော်ရေတကူမှစီးကြလာသောရေစည်းတံများကလည်းအဝေးမိုင်ပေါင်းများစွာသို့တိုင်အောင်တစင်ညဉ့်ဥတပ်ပေါ်မှာ၆လက်နေတတ်ပါ၏တီလဲတီကြီးအားရောက်ပေါက်နေသူများအဖို့ပဲ ရှင်းရက်ကလွယ်ချင်းလိမ့်ဆက်နေကြသည်ပင်ကြီးပင်ငယ်တို့ကြောင့်လက်စားပြောက်နေတတ်ကြချေအမဲလိုက်မိုးဆိုးများကလည်းတောကြီးမာယာဝင်ကဘာကြောင့်ပင်လမ်းပဲမမြင်နိုင်ပဲတဝဲလလယ်နဲ့ကြုံတွေ့ရမှုကြောင့်သိရှိကြရသည်ကျွန်တော်တို့စကန်းချရမှာရွာနှစ်နီးသည်ဟုမဆိုတာခွေးသည်လည်းမဟုတ်၍အရေးကြောင့်ရှိပါကမြေးတပြေခက်အချိန်တွင်ရောက်သွားနိုင်ပါသည်ရွာတွင်ဒိတ်ခါရှာထွက်သည့်အခါစေဝအတွက် အလိုရှိသည့်အခါများတွင်ဘာသို့အကြခဏဆိုသလိုသောဝါစမမိမိနှင့်တကွရဲဘော်တဦးစားနှစ်ဦးစားနေထိုင်မကောင်းဖြစ်သည့်အခါများတွင်ဘာချမ်းမာ၏စေဘေခန်းသည်သာကျွန်တော်တို့အတွက်အားထားရာအိမ်ဦးနှင့်ကျန်းပြမှာထိုချိန်ထိုကာမစ၍စေကန်းရှိသားဖွားเสียရလေနော်ချူရီနှင့်တီကျွက်ခင်မင်မိပါတော့သည်မိမိတို့စကန်းချနေစဉ်ကာလမှာရွာမှမကောင်းဆိုးသောသတင်းများကလည်း နေရာနှက်ပြတ်နေနေဖြစ်ကျွန်တော်နေ့တကွကျွန်တော်တသားများမှာလက်နက်ကင်သဘုံသူကရန်သူတွေကိုမတွန်းလှန်မနှိမ်နေရသေးတော့လေဒီမကောင်းဆိုးရများဤတည်င်းဆိုးတို့ကြောင့်များစွာ တုံလို့ခြောက်ချားနေကြခြင်းဖြစ်ညညဆိုလေလူကြီးတိတ်ချေရောက်တိုင်းရွာဘက်စီမှဆွတ်ဆွတ်ငင်ငင်ဦးနေကြသည် ခွေးဥတန်များကြောင့်ရန်သူလားမိစ္ဆာလားဝေခွဲမရလောက်မိမိတို့တက်စုတစုလုံးမှာအစ်အနေထားဖြင့် ထာဝရနိုးကြနေကြရင်ဖြစ်ဆရာလုံးခွေးဦးတန်တွေကညာတိုင်းလိုလိုမကြားကြင်အဆုံးမယ်နော်ဂျွာထဲမှာလူတွေတေလိုက်ကြတာလေတိမ်များနေပြီလို့ပြောပြောနေကြတယ်ကိုတလောကပဲအိုက်ပြားဆိုတဲ့ကောင်မွေကိုက်သေးပြီခဲကဇက်တိုက်ဆိုသလိုဂျွာထဲမှာတလောင်းကြီးတလောင်းမตาချနေရတယ်အဲ့ဒီအိုက်ပြားကတေပြီးတော့ဖုတ်ဝင်နေရတဲ့ဆရာဖုတ်ဖြစ်ပြီးကန်လေးနဲ့ဂျွာသားတွေကိုဖန်ဆားနေတယ်လို့လေဂျွာထဲမှာလူသူပြောများနေအဲ့ဒါဆရာဘယ်လိုထင်လဲ တညတွေဖြစ်ကျွန်တော်တို့တက်စုကင်းလဲပြီးပြန်လာခါစရင်းနှွေးချက်အေးလူလူဝိုင်းဖွဲ့နေကြစေအထက်ပါအတိုင်းတက်သားခင်ချိန်မှာစတင်ပြီးစကားဆိုလာ၏အေးမိမိလို့ပြောရမယ်ဆိုရင်ငါတို့သိပ်မြုပ်ခြင်းဘူးဘယ်နဲ့ကွာလူသေးပြီးအခုလိုဖို့ကောင်ဖြစ်နေမှာတော့ရွာထဲမှာလူမကြံပါအောင်မလားကွာကျွန်တော်မှတ်ချက်ကြောင့်ခင်ချိန်မှာမျိုးလုံးလေးပစ်ကလက်ပစ်ကလက်လို့ရည်တို့မဟုတ်ဘူးလားဆရာ ွာထဲမှာတလုံးပြီးတလုံးမတာချနေတာဇေယအမြင်ပဲကျွန်တော်တို့စကန်းကုန်းပေါ်ကနေတွေ့နေရတာပဲမနေတော့ဘူးဒါကတေးချိန်တန်လို့တေးနေကြတာပဲအဲ့ဆိုင်တာလေးဖြစ်ချင်ဖြစ်မှာပါကွာခင်ကြိုင်မှာကျွန်တော်စကားပေါ်တိတ်ဘဝင်မကြချင်ဘူးမရသူ့မျက်နှာအနေထားမှာလေမယိုးမယွားနေမှုပြောသင့်မပြောသင့်ချိန်စနေဖို့ရသည်မိကောက်ခင်ကြိုင်မိမျက်နှာကအီးမှန်ထားတဲ့ပုံစံနဲ့ဘလို့ဖြစ်နေရလဲမင်းဘာပြောเสียရရှိသေးလဲငါမမှန်ပြောစမ်း ဒီတော့မှခင်ချိုင်ကစပြဲစပြဲမျက်နှာပြပြဟဲဟဲကျွန်တော်ပြောရင်ဆရာစိတ်မဆိုးအောင်နော်ဆရာတိလားကျွန်တော်ကြိတ်ဖို့ပို့နေတဲ့ရွာတွေကရမ်းမာလေးပြောပြလို့ဟိုဖို့ကောင်အိုက်ပြားအကြောင်းဟေးကောင်မေးပေးဒါကြောင့်မေးပျောက်ပျောက်သွားနေတာဟုတ်ကခင်ချိုင်စကားတော့အဆုံးမသက်လိုက်ရကျွန်တော်ကအပံမမာဖြစ်ဖိဟောက်လိုက်တော့မှခင်ချိုင်မှာမျက်နှာငယ်လေးနဲ့ဇက်ပုတ်နေရှာတော့ဤဒီမှာခင်ချိုင်နောက်ဘယ်သွားသွားမင်းငါးစီတရေပို့ပြီးမှသွားကြားလား မင်းကိုဒီတစ်ခါတော့ခွင့်လွတ်လိုက်မယ်မင်းတို့ကိုညီကိုလို့သဘောထားပြီးငါအုပ်ချုပ်နေတာဒါကရှေ့တဲ့နေရာကွာမင်းတခုဖြစ်မတိရကောင်လားဆိုပြီးအထက်ကထုတ်လိုက်ငါကောင်းပေါ်ပုံချတော့မယ်ကဲစိုးစမ်းပါဦးမင်းကောင်မလေးကဘာတွေမဲ့ပြောလွှတ်လိုက်လို့လဲကျွန်တော်ရှေ့ဝေးလာသွားတော့ဩဝါဒမေကိုအားခင်းကြိုင်သည်ခေါင်းကိုကနားထောင်နေရမှမျက်နှာငယ်လေးဖြင့်သူ့စကားကိုဆက်လိုက်ဟိုးဟိုးလေးเสียရမ်းမလေးကပြောတယ် အစိမ့်သေးစားတဲ့အဲ့ဒီဖုတ်ကော်အိုက်ပြားဆိုလားသူ့မိန်းမနဲ့လာလာအိတ်တာတဲ့သူ့မိန်းမခင်ဗျာကြောင်လွန်းလို့အိတ်မခံဘူးတဲ့သူ့မှာကအိုက်ပြားမတင်ခင်ကရတာတဲ့ကလေးနှစ်ယောက်နဲ့မို့ပြေးစရာမြေမရှိ နေစရာလည်းမရှိရှာတော့ကြောက်ကြောက်နဲ့ပဲအိတ်ကောက်ပြုစမရကိုချိန်မိပြီးနေလိုက်ရတယ်တဲ့ကျွန်တော်မှခင်ကြိုက်စကားအစမ်းကြောက်တရေကငယ်မြမိတက်သွားမိဖြစ်နိုင်ခြေရှိမရှိဆိုသည့်ဘေးကြီးတစ်ဖုတ်မှလဲကျွန်တော်တို့အုံနောက်တဲဝဲ တဝဲလဲလဲဖြင့်ဆုံးဖြတ်ရခက်နေကျွန်တော်ဒီငယ်စဉ်ကမိဘများပြောပြဖို့သည် ဖုတ်ဇလန်းများနဲ့ချိန်ထိုးပြီးစဉ်းစားနေမိထမ်းမေဘောကပြုတ်ကြပြီးလက်ရှိမိသားစုဘဝတွေတွင်အသက်ရှင်လျက်ဟမပြက်ဖုတ်ဝင်နေသည့်ဖုတ်ကောင်များညညတွေမှာဖုတ်ဝင်ပြီးလူကြီးတိတ်ချိန်ဆိုလေအသားစိမ့်ငါးစိမ့်မြောက်ကိုခိုးစားတတ်သည့်လူတစ်ပိုင်းဖုတ်တစ်ပိုင်းမနှုတ်တတ်တတ်ဝါတွေဝေးကလေးကဘလူးတရေရုပ်တွင်ဖြင့် အဆွဲပါပေါက်နေသည့်မွေးကင်းစဖုတ်ကလေးတွေနိုင်ငံတကာဝိထုနယ်ရုပ်ရှင်များတွင် မြင်တွေ့နေရတတ်သည့်တွေးဆုပ်ဖိုးကောင်ဇလန်းတွေထဲမှဒရဂူလာဖရန်ကင်စတိန်စသည့်တွေးဆုပ်ဖိုးကောင်တို့မှာရူမေးရီးယားနိုင်ငံတွင်လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းကအမှန်တကယ်ရှိခဲ့ကြောင်းမှတ်တမ်းမှတ်ရများသက်တည်ငယ်ရုပ်ပုံများလေးတို့ကဖော်ညိုးပြဆိုထားတာတွေကိုဖတ်ရှုခဲ့မှုပါ၏ကျွန်တော်ဒီငယ်စဉ်ကလူရှင်မင်းသားတင်ထိုးနဲ့ တတေကြီးဒေါမြာလေးဆိုပါဝင်သည်သွေးစုပ်ဖို့ကောင်စကားကို ကြည်ဘူးခဲ့တာကိုပဲရေးရမြမှတ်မိနေသေးတော့ဤမျက်နာတော်လောက်တရေယုံနေကြောက်เสียကောင်းလာသည်တတေကြီးကို၎င်းထမိန်ချုံလေးလရဖြစ်သွားသည်ဒေါမြာလေးကို၎င်းကျွန်တော်စိတ်အာယုံဝင်ယနေ့ထပ်တိုင်မြေအောင်နေမိပါဤဆရာမနိုင်နှဆောင်ပြိုင်ဆရာမနိုင်သုံးဆောင်ပြိုင်အင်ကြီးမာယာစသည်စကားများကလည်းငယ်ဘဝအကြောက်တရားကို ထက်လောင်းရင်ပုံဖော်ပေးခဲ့ပါသည်လိုလိုနေကြောချက်စရာကောင်းလာသည်တင်းကြိုက်တွင်အစိမ့်တင်များမြုပ်နှံထားသည်ညီဘုံမမွားပေါ်တွင်တိုင်းဆရာနေတပည့်များအစိမ့်တေကြီးကညီဘုံထဲမှာတွေ့ရွေ့ထလာပုံစသည့်ပြကွက်များကိုရောက်တော့ကျွန်တော်တို့နေစရာမရှိတော့အောင်ပဲကြောက်တူးတုန်ခဲ့ရပါ යි ဤလောကသည်စံကျယ်မှုတို့ဖြင့်ပြည့်နှက်နေခြင်းတိုးတက်ထိုးကားပါသည်ဆိုသောသိပ္ပံပညာဖြင့်အဖြေရှာလိုက်မမိသည့်ဖြစ်ရဆန်းတို့ ဤလောကဒဏ္ဍာရဤပြည့်နှက်နေကြသည်မဟုတ်တုံလောနေရကသိပ္ပံလက်တွေ့စကားတွေပြောမရဖယောကျမ်းငယ်အဆိုရလူဘုံနတ်ဘုံမြမဘုံတို့သည်တရှိကြကုန်၏ထုံမြမက ငရဲ့တရိษံပိတ်တာအတိရကေဘုံစသည်မကောင်းသောဘုံများနေတူတရေတစေဆုံးကဝေတို့ကလည်းမကောင်းဆိုးအများအဖြစ်လူလောကဘုံမှာ သွာလာကြစားနေကြကြောင်းသိရှိနေရပါ၏။ဤစัจ java ရာနှင့်ဤကဘာကိုဘုရားသခင်ဖန်ဆင်းပေးသည်ဆိုအပ်စံကျယ်လာစွာဖန်ဆင်းတတ်သောဘုရားသခင်သည်အကြောင်းကျိုးအကောင်းဆုံးတို့ကိုဒုံတွဲပေးမိမှာဧကံမလွဲပင်ကျွန်တော်၏အတွေးမြေတိမ်တိုင်များကခင်ကြိုက်စကားပေါ်ရှောင်းနေကြော်ခွာရင်ရှုပ်ထွေးစွာယူလျားနေမိတော်၏ကျွန်တော်မြင်မြအတွေးလွန်နေမိသည်မသိတတိလေကကြည်လိုက်တော့မှကျွန်တော်အနီးတွင် မိသူများရှိမနေကြတော့ကြောင်းတတိထားလိုက်မိကိုစီကောင်ကကင်းဆောင်သူဆောက်ကင်းလှဲ့သူလှဲ့အိတ်သူတွေကဖြစ်အိတ်နှိတ်ကြနေပြီ ထိုကသမယဝယ်ဂျွာလေလောက်စီမှာခွေးတအုပ်ဤရိုရှာထိတ်လန့်ဖွယ်ကြက်တွေကင်းမဲ့စွာသွဆဲငင်ငယ်ဥဒံများကသွေးပြက်လူမခန့်ကြားရပါတော့ဤအေးတော့လောင်းတော့သွားရှာလိမ့်မယ်ထင်ပါရဲ့ဧကာအတွက်ကြက်ရှာထွက်ရဲ့ ွားလေဆေးပင်ကန်တို့ကျွန်တော်တို့ရောက်ရှိသွားကြပြီ။ဆရာမလေးနော်ချိုးကြီးအားအခန့်သိပေတွေ့လိုက်ရ၏။အချိန်မှာနေဝင်ကြီးတော်အမောင်နဲ့အလင်းတို့သူ့နိုင်ကိုနိုင်အပြိုင်နေကြစေမို့လင်းတည်ဦးမဆိုးသလိုမောင်တုကလည်းလမ်းလျှောက်တက်ခါစကလေးငယ်လိုတလန်းချင်းသွေးလိုဆန်းနေခြင်းအမှန်ကိုဝန်ခံရလေ။ပြင်းတဲ့ဝဝဲလေးနဲ့ချစ်စပွဲစကားကိုဆိုတတ်သည့် ဆီယာမာလေးနော်ဂျူရီယာစတဲ့တည်ငဲ့သည့်ဟုတ်ရဲ့ဆီယာမာလေးနော်ဂျူရီယာစတဲ့တည်ကျွမ်းသည့်အချိန်မှစ၍ကျွန်တော်သည်သူမအားအိတ်တကိုးလေးချစ်နေမိပါသည် စေဒနာဝါဒနာအနစ်နာတို့ကိုယဉ်တည်လျက်ခရင်မိနေမှဤမြဝင်းလံခေါင်းသည်သောနေစုံနယ်ပြားများဇနပုတ်ရွာလေးသို့မကြီးမညူတာဝန်ထမ်းဆောင်ကြအတွက်ငကောကပင်တံမိုးထားရသောဆီယာမာလေးပေါ် ဂုံယူခြင်းအထင်ကြီးခြင်းများက ထက်လောင်းကပကျဲလိုက်သည်နှင့်ဆီယမာလေးဘောဂုံယူခြင်းအထင်ကြီးခြင်းများကထက်လောင်းကပကျဲလိုက်သည်နှင့်လူကြီးကြိုက်တော့အိမ်ရေဆဲဆိုလိုတမာတိပိုးပိုးနေသည် ကျွန်တော်ဘောတပည့်များကလည်းရိတ်စားမိလာပုံရ၏ပြင်းဆီယမာလေးနော်ချိုးရီထံသို့နိုင်ငံလှဲ့လေရာတွင်ကျွန်တော်တပည့်ကျော်နှစ်ယောက်ဖြစ်သည့် ခင်ချိုင်နှင့်ထိုးဆိုင်တို့ကလည်းပါရမီဖြည့်ဝတ်အဖြစ်အစစ်ပါလာခဲ့ခြင်းဖြစ်သည်ဒုစရာလုံးကတော့ဖျားလဲဖူးလဲဦးလဲဒူးဆိုလို့ခံကြလိုက်တာတပည့်ဖြစ်သူထုံးစာကြီးစကားကြောင့်ကျွန်တော်မှလူကြီးရှက်တော့ရည်ဆိုတာအဟဲရည်ပြီးအဲ့ကောင်ပေါက်ကရစကားတွေမပြောနဲ့တော့ကြဆီယာမာလေးကြားသွားမှဟုတ်ပေဖြစ်နေုံပဲခံတားလိုက်ရတယ် ရားသားတော့လည်းနားဖောက်ပြီးသားဖြစ်သွားတော့ဘောဆရာလုံးတို့ဆရာလူမျိုးကြီးစုံသွားတာဒီကတပည့်တွေမြင်ကျင်လာပြီဆရာဒါမှဆရာမိမလက်ရထမင်းဟင်းတွေကိုငင်းရင်ရှက်ရင်နဲ့အတိုးချပြီးစားရတော့မှဟုတ်တယ်မဟုတ်လားဒုံးဆိုင်အတူပါလာသည့်ခင်ချိုင်ကထုံးဆိုင်ကိုအဖော်ညီရင်ကျွန်တော်အားအစင်းတိုးချလိုက်ဒီကောင်တွေကတော့ကပြောလေကဲလေမန်းလေပြဲလေပါပဲလားအင်းတို့စကားတွေကိုဒီနေရာမှာပဲတော်တန်တိတ်ရှေ့မှာဆေးပင်ကတွေ့ရမလားကဲတဲဝင်ရမယ် ျွန်တော်ကစိတ်မဆိုးတော့လေဟန်ကိုဖို့လှုပ်ရင်စိပိကအတွင်းသို့တပည့်များနေအတူ မလုံးမလဲစိတ်ဖြစ်ဝင်လိုက်သည်ဆီယမာလေးနော်ချူရီမှာစေးအိတ်လက်အိတ်ငကြက်များကိုကင်ွယ်စစ်စစ်ပြီးအလုံးရှုံးနေသည့်ပုံပြေဝင်လာသည့်ကျွန်တော်တို့ဟာလမ်းကြည့်ရင်သူ့မျက်နှာမှာလက်ခဏဲဝင်လက်သွားပါ၏ဟောတရားတို့လာလာနေအတော်ပဲဒီညမွေးလူနာရှိလို့နောက်တစ်နေ့ကျော်လောက်ဆိုကျွန်မသွားရတော့မယ်အခုတော့ဆီယစီလူလူပြီးအကြောင်းကြားခိုင်းတော့မလို့ဒါနဲ့ ကျွန်မမတော်ရင်ဆရာတို့ကိုအကူအညီတစ်ခုလောက်တောင်းရင်လို့နော်ချိုးကြီးကရှက်ရွံ့အာနာသည်မျက်နှာပင်နဲ့ကျွန်တော်တို့ကိုဆွေကြည့်ရင်စီးရိတ်ကိုနေသားတကျနေရာချပြီးပြောလာသည်ဘာအကူအညီပေးရမလဲပြောပါဆရာမကျွန်တော်ပေးနိုင်မယ့်အကူအညီဆိုရင်အသက်ဆုံးရဆုံးရပေးဖို့အသင့်ပါမစွမ်းရင်ကလည်းရှိကစုံငင်းကလည်းညှိမို့ဆရာမလေးမျက်နာရှုံရှုံဆဆကြည့်ရင်ကျွန်တော်မှစေတနာရည်စည်းကမ်းမျိုးလိုက်လိုက်ရ යි အမလေးပိုတက်ရန်ကိုဆရာရဲ့ တက်ဆိုရလာကိုအကူအညီပေးဖို့မလိုပါဘူး။အဲဒါပေမဲ့ဆီယမ်မကစကားစာတန်လန်းနဲ့ကျွန်တော်အားအကဲဆန်းသလိုကြီးလိုက်။ဘာ?ဒါမဲ့လဲဆီယမ်မပြောတာပြောပါအာမနာနဲ့။ကိုလေးဟိုးအခုကျမမွေးပေးရမယ်မွေးနုနာရိုးရိုးတာမှန်မိမမဟုတ်ဘူး။အင်းဘယ်လိုပြောရမလဲ။ယောက်ျားမရှိဘဲနဲ့ကိုယ်ရလွယ်ရရတာတဲ့။အခုနေစေလာစေနဲ့မို့ညာတွင်ချင်းသွားမွေးပေးရမှာ။ကဲစိုးစိုးကပဲလက်ထောက်ဆီယမ်မလေးတယောက်ကိုကျိုးလှုပ်လိုက်ပြီ။ မျက်နာပူပူနဲ့နှိမ့်ကပ်စွာပြောနေသည့်ဆရာမလေးစကားကြောင့်ကျွန်တော်အုံနောက်မှာခန္ဓာနှင့်တည်ကားမြကင်းလို့သွားရ၏။တွေ့ဝေခြင်းဝေဝဲမရခြင်းများစွာဖြင့်ဘလို့ဘလို့ယောက်ျားမရှိဘဲကလေးမွေးမယ်။ဒါဆိုရင်လေကောင်းမပေါ်ဘဲတိုးတိတ်တိတ်မွေးပေးရပါမို့ဆရာမကကျွန်တော်အကူအညီတောင်းတာလား။လုံးလီတီပြောချလိုက်သည့်ကျွန်တော်စကားကြောင့်ဆရာမလေးနော်ချူရီမှာကိုကနဲ့မျက်နှာတစ်ချက်ပြတ်သွားရှာ၏။ဒီလိုကိစ္စမျိုးမှာ ယောက်ျားသားတယောက်တို့မဟုတ်စစ်သားတယောက်ဖြစ်သည့်ကျွန်တော်အားလေယူသားမွေးကိစ္စကိုတိုင်ပင်ရမှာမို့တော်ရုံနဲ့မဆုံးဖြတ်နိုင်ပဲခြိတုံချတော့ဖြစ်နေဖို့ရသည်ဆီယာမာလီနော်ချူရီယာသူမကြီးလှပသောနှုတ်ခမ်းကလေးကိုဖိကပ်ရင်းသုံးခွင့်ချက်တစ်ခုကိုအခိုင်အမာချလိုက်ရန်ဖြင့်အင်းပြောရမှာမျက်နာတော့ခပ်ဖို့ပဲဆရာရဲ့ဒါပေမဲ့လေဘလဲတာလူပြောရမှာနားနဲ့မနာဖွားနဲ့နာပါဆရာအခုဖြစ်ပေါ်ကခက်ဆန်းဆန်းရဲ့ ကျွန်မလည်းဒီလိုတစ်ခါမှမကြုံဘူးတော့သွားမွေးပေးရမှာတော့ခက်လန့်လန့်ဖြစ်နေတယ်မပြောမပြီးမဒီမမီဆိုလို့ကျွန်မရှင်းရှင်းပဲပြောပြရသည်အခုကျွန်မသွားမွေးပေးရမယ်နန်းကြမောပါတခြားသူမဟုတ်ဘူးဆရာရဲ့တလောကမှာတည်သွားတဲ့အိုက်ပြားရဲ့မိန်းမပဲဘုံတော်မြတ်စွာဘုရားဆရာမကြီးနောက်ဆုံးစကားကြောင့်ကျွန်တော်မှာဝေခေါခေါမိုးကြိုးပစ်ခတ်လိုက်ရတယ်လို့ကြောင်စီစီဖြစ်သွားပါ යි အာမေရိတ်တန်လှုပ်ခနဲ့ယွမ့်မိပြီဒါဆိုရင်လူတွေပြောနေကြတဲ့ ငွေကြိုက်ခံရပြီးဖုတ်ဖြက်သွားတယ်။အိုက်ပြားဆိုတာလားဟုအံဩချင်းကြီးစွာဖြင့်မေးလိုက်မိ။အစ်စ်ပဲပေါ့ဆရာ။အိုက်ပြားကတေးတာတေးသွားတယ်။လုံးဝမကုန်းမတိုးဘူးတဲ့။ခါတိုင်းလို့သူ့လင်အဖြစ်နဲ့ပဲ။လာမိုင်းညတွေရောက်တိုင်းသင်းကြီးကထထလာပြီးအိတ်နေကြတယ်ဆရာ။